ဒီကနေ့ဟောမဲ့တရားတော်ကတော့ဝိပဿနာလုံး90တရားတော်ကြီးပဲဝိပဿနာရှိဖို့လုံး90တွေကိုဓမ္မထားပေးတဲ့အနေနဲ့ဟောသွားမဲ့တရားတော်ကြီးလို့ဆိုလို့ရတယ်ဒီတရားတော်ကိုအခုလိုဟောရတာကတော့နိုင်ငံတော်ဗုဒ္ဓဘာသာအဖွဲ့ကြီးရဲ့အဖွဲ့ဝဲဖြစ်တဲ့ပฏิပတ်တိသာသနာနှုတ်ကအဖွဲ့ကလျော်ထားတောင်းမှလို့ခေါ်ရတာပဲအဲဒီသာသနာတော်ရာအဖွဲ့ရဲ့လျော်ထားပုံကတော့ တမာပြေမှာလက်နေလေးအောင် မြင်းဆောင်မှကြံလူတိုင်းလူတိုင်းဝိပဿနာလုံ90ကိုနားလည်ပြီးအားထုတ်နိုင်အောင်ပြည့်လေတဲ့မိနဲ့လဲဟောပါတဲ့ပြီးတော့ဘွာလာရောင်းဝယ်ရင်အလုတ်ကံမပြေပဲအားထုတ်သွားနိုင်အောင်လွယ်ကြီးရဲ့မိနဲ့လဲဟောပါတဲ့အဲဒီလိုထားကြတဲ့အတိုင်းဟောရမယ်ဆိုတော့ဉာဏ်စကားတွေအကြောင်းယုတ်တိတွေဒီလိုနည်းနည်းတာတွေကို ထုတ်ပြနေဖို့မလိုတော့ပါဘူး ပြီးတော့အကျဉ်းအားလည်းဆန်းဟမ်းနေသေးသော်တော့ဒေဝရအားထုတ်သွားရမယ်လုံအောင်ရှင်ဟောကြည့်လွယ်လွယ်နဲ့ကျေရိုးဟောသွားရတော့မှာပဲကျေစပြီးဟောတော့မယ်အဲ့တော့အမှားရလည်းရဲ့သာမဇာနောအတိလည်းရဲ့ဝိရရေရနေရာကြီးအယံအမှားရစေတိတိနေဆိုတဲ့ဒီစကားကြီးဩငါဘုရားကိုအားထားနေကြတော့ ုံးစေတာအခြေသမီးတို့အတွက်အမာသာဘုရားရှင်ပြတော်ငါတို့ဤအမှုသာတည်းနီအကျိုးရည်ရတာတာပြတော်မူတော်ဆုံးမတော်ကြီးပါလေသည်ပါဠိတော်ကသတော်တန်စားတော့သမာလောကအမှားရစေသိသိနေဆိုရက်ဒီစကားနှလုံးအရေးအားဖြင့်အမတန်ရှည်ပြလေဒီကဘုံဘုံနဲ့ညီညာနေတယ်ဝိပဿနာအလင်္ကာရဟူသမျှဟာလေ ဒီစကားနဲ့လုံးထဲမှာအတွင်းဝင်နေတယ်။ဒါကြောင့်အမှရသူသိရတဲ့ဒီဝိပဿနာလုံးကဘုရားသာသနာတော်မှာအရေးကြီးဆုံးလုံးကညီလို့ပြောနိုင်တယ်။ဒီရကမှာအမှရသူသိရဆိုရင်ဘုရားသာသနာတော်မှာသိတာပြီးသွားတော့တာပဲ။သိလာပြီဆိုတာကဘောတာဝံဗရာဂံအနာဂံရဟန္တာဖြစ်သွားတာကိုပဲဆိုလိုတယ် ဒီကဲမှာအရေးဆုံးသောတာပန်ဖြစ်သွားတယ်ဆိုရင်ကိုအပေသေးကလောဘလွမြောက်သွားတော့တာပဲ။အဲရံပေသေးကလက်ရှိတဲ့လူတိုင်းအမှတ်ရပြီးသိရတဲ့ဒီပဒနာလုပ်ငန်းကြီးကိုပြည်စုံအားထုတ်သွားကြဖို့ပဲ။ဒီနေရာမှာအမှတ်ရပြီးသိရမယ့်ဌာနကဘယ်နှပါးရှိတယ်လို့ဆိုရင်၆ပါးရှိတယ်။ဘာများလဲလို့ဆိုရင်ဉာဏကတဏှာ၊ကြာရတာတဏှာ၊နာနာတဏှာ ်သာလာတဌာနာရှိတာတဌာနာပြီးတာတဌာနာဟောဒီသဒ္ဒနာပါပဲဒီသဒ္ဒနာကိုဒွါရ၆ပါးလို့ခေါ်တယ်ဒီဒွါရ၆ပါးကသင်္ကြန်ပေါ်လာတဲ့ယုံနာတွေကိုမသိမမှလို့အမှန်တမ်းမသိရင်ဒိဋ္ဌဒုက္ခအတ္တလို့ခင်ဗျားဆွဲလာပြီးကုလေသာရေကံတွေသိပွားပါနိုင်တယ်အဲဒီကံတွေကဘဝတန်မြတ်ဆင်းရဲတွေဖြစ်ပေါ်သွားနိုင်တယ်။ဥပမာပြီးအမှန်တမ်းကြည့်နေရင်တော့ ။ဒါကြီးမေဃဒုက္ခအတ္တအစွဲတွေကြိလတာတွေခံနေဘဝတန်တွေဆင်းရဲတွေကိုခွင့်မရပဲဒီဝိမ့်သွားနိုင်တယ်။ဒါကြောင့်ဉာဏ်ရဏကလည်းမြင်နိုင်မြင်နိုင်ဉာဏ်နဲ့မြင်တယ်လို့ရှင်းမှပြီးပြရမယ်။ဉာဏ်ရဏကလည်းကြားရင်ကြားရင်ကြားရဲကြားရဲလို့ရှင်းမှပြီးပြရမယ်။ဉာဏ်ရဏကလည်းနာနေ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 လို့ရှင်းမှပြီးပြရမယ်။ သောရဏကလည်းရတာကိုဒီတိုင်းဒီတိုင်းပြီးရပြီးရလို့ရှင်းမပြီးပြရမယ်။သောရဏကလည်းဒီတိုင်းဒီတိုင်းပြီးရပြီးရလို့ရှင်းမပြီးပြရမယ်။ဒီကိုဆိုတာကတော့ခန္ဓာအားဖြင့်အလုံးကျော်ဝန်းတဲ့အတွက်မှတ်ပြရမယ်ပြည့်စုံမှုတွေကလည်းအလုံးမင်းရတဲ့ကိုယ်အားသာဒီကောင်းသည့်တကူလုံးအတွင်ရာအတွင်ရာအဘိဓါကောင်းတဲ့နေရာတိုင်းနေရာတိုင်းကပြည့်စုံမှုတွေအများကြီးတော့ရှင်းပြနေတယ်။အဲ့ဒါတွေကိုအကုန်လုံးပြရရှင်းမပါဘူးပဲ။ ပြီးတော့ဘိုးရဲ့ဆန်းနဲ့သွားရရတဲ့ထိုင်နဲ့အိမ်ကျဖောင်းနဲ့ပြင်းနေလို့ဘူးတော့သွားရတယ်လည်းဒီကိစ္စမှုတွေကြီးလေတော့ကဲကျေရကျေရပိုက်ရညမှာကြီးပြီးနေတဲ့သာသာရယုံနဲ့တိုက်ခိုက်ပြီးဒီစီရုပ်တွေအစ်စ်အစ်စ်ထင်ရှားဖြစ်နေတာတွေပဲဒါကြောင့်ဘိုးဘသမစသည်ကိုပြုစင်တိုင်းပြုစင်တိုင်းလဲဝေးရဆန့်နေသွားရရတဲ့ခိုင်းနဲ့အိတ်တဲ့ပေါင်းနဲ့ပင်နဲ့စသည်ဖြင့် အကုန်လုံးဒီဟာရှိမှသားပေါ့ပဲဒါကကျန်ပြရဒါနာကလည်းကျန်စေကြတဲ့စိတ်ကူးတိုင်းဒီတိုင်းကျန်နေစေကြတဲ့သူ့ရဲ့စသည်ဖြင့်ရှိမှလူပြရမယ်အခုပြောရတာကဝိပဿနာရဲ့အခြေခံလုံအောင်ရှင်ပဲဒါတော့ဆိုရင်ခြေခံလုံအောင်ရှင်မှာတော့ပြည့်စုံနေပါပြီဒီလုံအောင်ရှင်တဲ့ရှိမှသွားမယ်ဆိုရင်နာမရောသိစေရာညာသာပြီးအလူလောမညာမဲ့ညာပုံညာတိုင်အောင် ဝိပဿနာဉာဏ်ဉာဏ်တွေဟာသူ့လိုတော်ပဲတိုးတက်တိုးတက်ပြီးဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့အရုပ်ကစားမှာတော့အခုပြောရတဲ့အတိုင်းဓာတ်၆ပါးလုံးကသူ့လိုပြီးတော့ညတော့ကိုယ်လုံးလိုက်ပြီးတော့သိရစက်စက်မမှန်နိုင်လေဘူး။ဒါကြောင့်ဒီလိုတမာရဉာဏ်အာမရှိသေးရင်မှာတော့ဥမစရာခံနေတဲ့ခါကြမ်းကခါလို့တော့စားပြီးရှင်းမရတယ်။ဝိညာဉ်နာဒီနေမျိုးတော့ဆိုရင်ညာဆိုတာက ပေါ်မလို့အဓိကတဲ့ရုပ်ဆိုတာကတော့ဉာဏ်နဲ့သင်ကြားလို့ပြီးတယ်ပါလေ။ဒါကြောင့်အရသပုဂ္ဂိုလ်မှာရုပ်ကစပြီးသိမှရတယ်။ဒီထဲမှာလည်းဉာဏ်ရဲ့အရှင်ရောက်၊ဉာဏ်ရဲ့တန်ရောက်အစရှိတဲ့ဒီလိုဥပါဒရုပ်တွေကပေါ်မလို့အဓိကတဲ့ဒုတိယရဲ့မဟာဝိဉ္ဇီတွေကတော့ဉာဏ်နဲ့သင်ကြားလို့ပြီးတယ်ပါလေ။ဒါကြောင့်ဒုတိယရဲ့မဟာဝိဉ္ဇီတွေကစပြီးသိမှရတယ်။ဒီမဟာဝိဉ္ဇီတွေဆိုတာကလည်းကိုယ်တော်ကအတွေ့အထိသင်ကြားရမှာ။ ကိုယ်ကိုယ်ကြည့်ရှိမှနေရင်တစ်ခုခုကတော့ပကားပြည့်ပြီးပြည်ပြီးသွားနိုင်ပါလေ။ဒါကြောင့်မဟာဝိဇ္ဇီရေကစားပြီးသင်္ကြန်ပြည့်သွားရအောင်ကိုယ်ရဲ့အတိအကျသင်္ကြန်ရမှာစူးစိုက်ပြီးရှိမှပေါ်ရအရေးကြီးဆုံးပဲဆိုတာကိုအခြေခံအဖြစ်နဲ့နားလည်ထားကြရမယ်။ဒါအခုဒီဟာစားပြီးရှိမှပုံကိုကြည့်ကြရအောင်လေ။ဘုရားတောင်းကျင်းပြီးဘုလာမှုသိဉ္ဉေမှုရရတဲ့အချိန်မှာ ။ဘယ်လိုလဲတ냐လောမဟုတ်တော့မှနိုင်ပိုင်းလာအောင်ပဲဖြစ်ဖြစ်မနေ့ပိုင်းလာအောင်ပဲဖြစ်ဖြစ်ဘဝနဲ့ရောကိုယ့်အတွက်အားထုတ်စရာအရှင်လေးဟာဒီတိုင်းဒီတိုင်းမှာရှိစေရမယ်။ဒါတော့လွတ်လပ်မှုဆုံးရှုံးမှုရရတဲ့အချိန်ကာလမှာဘုရားထုတ်ဖို့ထိုင်နေတယ်ဆိုတော့ဒီလိုထိုင်နေရင်ဘဝနိဗ္ဗာန်ရောက်ဖို့အဘယ်တွေကလွတ်ဖို့ဘုရားအားထုတ်ရတော့မယ်လို့ကျိုးစွာဒီလိုနှလုံးသွင်းပြီးစိတ်ကိုအားထုတ်စရာမယ်။ဒါတော့ ကိုယ်ထဲမှာအဲ့နဲ့သာခိုင်းနေခိုင်းနေလို့မပြတ်မှန်နေပါခိုင်းနေဆိုတော့ဒီဆုံးမျိုးကတော့ကိုယ်ထဲကသာနှလုံးသွင်းဖို့ပါပဲအစားကတော့သုံးနေဖို့မလိုပါဘူးအမှဆိုတာကလည်းသိအောင်လို့ရှိတာနှလုံးသွင်းတာပဲဒါကြောင့်ခိုင်းနေခိုင်းနေလို့မှတိုင်းမှတိုင်းအောက်ပိုင်းကိုကသွေးလို့အထက်ပိုင်းကိုကထောင်းလို့ကြောက်ပြီးခိုင်းနေတာကိုလက်ရှိနဲ့မြင်လို့တိတိကျကျပဲ သိမှုသွားကြရမယ်။တမရိယာညင်လာတော့ဆိုင်တွေစိတ်ကြအတိအတိတောင်းနေတောင်းနေဒီသိသိရတဲ့ဆိုင်တွေမူရာပရမယုတ်တက်ကိုကြီးသိသိသွားပါလိမ့်မယ်။ဒါကြောင့်ကိုယ်ထဲမှာသိစားအပြီးဆိုင်တွေဆိုင်တွေလို့တာမပြတ်ချင်မှနေရမယ်။ဆိုင်တွေလို့ဒီမှနေရတာရောလွယ်လွန်နေတယ်လို့ထင်ရင်လည်းဓမ္မစီကပဲဖြစ်ဖြစ်တရားကိုယ်စီပိုင်းတွေကပဲဖြစ်ဖြစ်တရားသိသိနေရတဲ့ဉာဏ်ရရာကိုသိစားအပြီး ကြည့်ရဲလို့လည်းမှတ်လိုက်ပါဦး။ဒါပြီးတော့မှတ်တဲ့အခါမှာလည်းသူ့ပြင်ကလေးကိုပြင်းပြင်းထန်ထန်ပြီးသွားစီရမယ်။ပြီးတော့ကိုယ်ထဲမှာပြန်ပြီးထိုင်တယ်လို့မှပြီးတော့ပြည်ရမှာစိတ်ဆိုင်ပြီးပြီးတယ်လို့မှဒီနည်းဖြင့်ထိုင်တယ်၊ကြည့်တယ်၊ထိုင်တယ်၊ကြည့်တယ်လို့ထိုင်ရမှာတလဲ၊ကြည့်ရမှာတလဲဒီလိုမှတ်နေရမယ်။လက်အိမ်နေရင်လည်းဒီလိုမျိုးမှတ်နိုင်ပါရဲ့။ ဥဒ္ဓေသူ့ရဲ့ဥဒ္ဓေသူ့ရဲ့လို့ဒီလိုမှတ်နေကြပါပဲဒီလိုအထိုင်းနဲ့အထူးအိမ်နဲ့အထူးစေပြစေပြောင်းပြီးမှတ်ရတာကိုသိတယ်မှန်တယ်လို့ဆိုရင်ဒီရဲ့မှတ်လို့ရတာကတော့ဘုရားဘောင်းတယ်လာနဲ့ပြင်ကြသွားတာပဲအဲဒါကိုမှတ်ရတာကတော့ကိုပြီသကူရတဲ့ဒါကြောင့်ဇာတော်တွေကရုပ်ကြီးတွေကများအပြင်ဒီဘောင်းကိုမြို့ကစားပြီးရှိမှဖို့ပြင်ကြနေတယ် ကိုယ်ကဘိုက်ကိုသင်ရတိုင်းပြီးရှိရမယ်။ဘောင်းတလာလာကိုလည်းတွေ့ရမယ်။ဘုံကြသွားတာကိုလည်းတွေ့ရမယ်။သင်ရတိုင်းပြီးနေုံနဲ့မထင်ကြရဘူးဆိုရင်ဘိုက်မှာလည်းနဲ့ကြည့်ကြ။သင်ကြလာလိမ့်မယ်။အဲဒီတော့သင်ကြလာတော့ဘိုက်ကရုပ်တွေဖောင်းကျလာတာကိုဘောင်းတယ်လို့ပဲမှတ်။သင်ကြသွားတာကိုပင်တယ်လို့ပဲမှတ်။ဖောင်းကြတာဖောင်းဆုံးတယ်အောင်၊ပင်ကြတာပင်ဆုံးတယ်အောင် ်ဒီလိုကိုဝိတ္တိသားတာကိုမျက်စိနဲ့မြင်တယ်လို့အနေစားစားသိပြီးသွားစီရမယ်။အဲ့လိုသူရင်းစားစားသိအောင်ဖောင်းနေပိန်နေသူစားအပြီးဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မကြက်ရှိမှနေရမယ်။ဒီလိုမှနေရင်သူကတခါကိုလည်းဆက်ထွက်သွားလေဦးမယ်။လူကအိမ်မှာရှိနေတယ်နဲ့အစိတ်ဆိုတာကတော့မနေဘူး။ကွာရေရေရွာရေရောတန်းနေရာတွေရောစောက်ပြီးတဲ့နေရာတဲ့လူခိုင်းနိုင်နေတွေလည်းတန်းစင်းလိုက်တဲ့ အဲ့ဒီစိတ်ကူးကြံစီမှုတွေကလည်းတက်တယ်သွားတယ်စိတ်ကူးရဲ့ကြံတဲ့စဉ်းစားရတဲ့အခါကြီးနဲ့ဒီတိုင်းဒီတိုင်းလာအဲ့ဒီရှုမှတ်ရမယ်ပြီးတော့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ပြန်ပြီးမှန်နေတိုင်းနဲ့မှတ်နေကြမှာပဲဒီလိုဖြစ်ပေါ်တိုင်းတော့စိတ်ကလေးတွေကိုရှုမှတ်ပြီးပြနေတာကစိတ်ကလုပ္ပတနာတဲ့ပြီးတော့ကိုယ်ထဲမှာရောင်းဖို့ကရရာမှုနာကျင်မှုစတဲ့ မခံလာတဲ့ဝေနာလေးတွေကလည်းသင်္ကြန်ပေါ်ပေါ်လာလေဦးမယ်။အဲဒါတွေကလည်းသုဇာဟိတိညောင်းနေညောင်းနေပူတယ်ပူတယ်စသည်ဖြင့်မပြောင်းမရှင်းစုမရမယ်။ဒီလိုဝေနာတွေဟာသမာဓိနဲ့အားကောင်းလာတော့မှတ်နေရင်မကြခင်ပဲပြတ်တော့ပါလိမ့်မယ်။အဲဒါပြောက်သွားတော့ကောင်းနေပိန်နေလို့မှန်ရဲ့ညာမှတ်နေုံပဲ။ဒီလိုဝေဒနာတွေကော ကုမပူပြနေတာကတော့ဝေဒနာနုပသနာပဲ။ညောင်းလို့ပူးလို့မသာနာလို့ပြင်းရလာကြရင်လည်းအဲ့ဒီစိတ်ကိုပဲဒီငင်နေဒီငင်နေလို့မှတ်ရမယ်။လက်ကိုယ်ကိုပြည့်စုံတဲ့အခါမှာလည်းပြည့်စုံတိုင်းကြွရဲကြွရဲတွေ့ရဲတွေ့ရဲကိုယ်ရဲကိုယ်ရဲစသည်ဖြင့်သူ့စိတ်ကရှုမှပြည့်စုံရမယ်။အားလုံးပြည့်စုံတဲ့ပြည့်စုံရမယ်။ညာညာကြီးပြည့်စုံရင်တော့ဘာမှပြည့်မှာမဟုတ်တော့ဘူး။ ထခြင်းနဲ့ကာမလည်းထခြင်းနဲ့ထရဲလို့မှတ်ပြီးတော့ဒီရင်ကျက်တက်လာတဲ့ကိုယ်ကိုသူးဆိုင်ပြီးထရဲထရဲလို့မှတ်ရင်သိပြီတဲ့ထရမယ်။ရမ်းပြီးတော့တောင်းပြီးကြနေတဲ့ကိုယ်ကိုသူးဆိုင်ပြီးရတယ်ရတယ်လို့မှတ်ရမယ်။သာခြင်းရင်ရှင်တယ်မြင်တယ်လို့မှတ်မှတ်လိုက်ရအောင်မယ်။သွားတဲ့ခါမှာတော့သွားတယ်သွားတယ်လို့ပဲဖြစ်ဖြစ်ညာလာနေပဲလာနေလို့ပဲဖြစ်ဖြစ်သွားတယ်လာနေစားတယ်လို့ပဲဖြစ်ဖြစ် ကိုယ်ကိုယ်ဆိုင်ဆိုင်မှာပြီးသွားရမယ်။ဒီလားလိုက်ဒီလားနိုင်။ဘုရားကြွားလာရသာပြီးမြေကပြီးတဲ့အောင်ပြည်ပြည်ကြီးကြီးသွားတာကိုသူတွေဆရာပြီးသွားစီရမယ်။အတူတူပြောရမယ်ဆိုရင်သွားနေတဲ့အခါမှာဒီလားကိုပဲစူးစမ်းပြီးတော့သွားရသွားရလို့ပဲဖြစ်ဖြစ်မလားနဲ့ညာလားနဲ့လည်းပဲဖြစ်ဖြစ်သွားရလားနဲ့ကြားရလည်းပဲဖြစ်ဖြစ်မပြတ်မှပါဖို့ပဲ။ဒါတွေကအဲ့ဒီတဲ့အခါများမှာတော့အခုမှကြံရှိရင်ဘိုက်ကပေါင်းတာပိန်တာကိုပဲစူးစမ်းပြီး ပေါင်းတယ်ပိန်တယ်ပေါင်းတယ်ပိန်တယ်လို့မပြတ်မှနေုံပါပဲဒီတော့ဒီလိုစကားမှုတွေဖြစ်လာရင်အဲဒီစိတ်ကြီးတွေကိုလိုက်ပြီးမှတ်ရမယ်ပြီးရင်ပေါင်းတယ်ပိန်တယ်ပေါင်းတယ်ပိန်တယ်လို့ပြန်ပြီးမှတ်သွားယုံပါပဲဒီတော့ညောင်းမှုဘူးမှုနာကြိုက်တဲ့မှုအစရှိတဲ့ဝေဒနာတွေပေါ်လာကြရင်လည်းအဲဒီဝေဒနာတွေကိုလိုက်ပြီးမှတ်ရအောင်မယ်ပြီးရင်ပေါင်းတယ်ပိန်တယ်ပေါင်းတယ်ပိန်တယ်လို့ပြန်ပြီးမှတ်သွားယုံပါပဲဘူးမှုသာမှုဒေသမှုပြည့်ပြည့်မှု ကြည့်ကြရင်လည်းအဲ့ဓာတွေကိုလာရင်မှတ်ရအောင်မယ်ပြီးရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ပြန်ပြီးမပြတ်ဆက်မှာပါရုံပါပဲဒီတိုင်းဝိဇ္ဇေနာယီဝေဒနာယီစသည်ဖြင့်ရိုးတည်တည်မပြတ်ချွတ်မှသွားမယ်ဆိုရင်ဒီနေ့တဲ့တည်းဇလာတဲ့တလသမာဓိညာတွေညင့်ညင်ပြီးကိုယ်တိုင်းဒီဝိပဿနာတွေကိုယ်တိုင်းဒီဝိပဿနာညာတွေသူရိသကြဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်မှုတဲ့ပုံပေါ်များလည်းရှိနေပါတယ် ဝိပဿနာညာပြည့်စုံလာတော့ဉာဏ်ညာပညာဖြင့်နိဗ္ဗာန်ကိုသိမြင်သွားနိုင်ပါလေဒါအကြောင်းဘုဖို့နိဗ္ဗာန်ကိုလည်းငြင်းရစေနိုင်တဲ့ဝိပဿနာလုံငန်းစဉ်ကြီးကိုတော့ငါရပြီလို့ဝမ်းမြောက်ဝမ်းသာပြီးဒီလုံငန်းစဉ်တိုင်းရှိမှရမကြခင်မဲ့ဘုဖို့နိဗ္ဗာန်ကိုသိမြင်ပြီးအပေပေးကြီးကလုံးဝလွတ်မြောက်ရပြီးတော့မယ်လို့ဒီကြည့်သိကြပြီးယူယူစားစားအားထုတ်ကြမယ်။ဟောသင်ကြလေကြီးဒီရတော့သုံးတတ်တော့ မေဇေနာယဝဖြစ်စေတနာယနာယဖြစ်စေယောတေသုမအာထိတ်ကြရေဆရာယနာအရိယာရှင်မြတ်တို့ဉာဏ်မှောက်သိရသိရသောနိဗ္ဗာန်ကြရတော်မြတ်ကိုမဲ့ဉာဏ်ပုညာနဲ့နင်းညာစွာဆက်ရရေဉာဏ်မှောက်ပြုနိုင်ရပါစေကုန်သည်။သာသာ